မေတ္တာဆိုတာမိษွေတို့ရဲ့စိတ်ဓာတ်ကိုပြောတာเนาะမိษွေစိတ်ဆိုတာမိษွေဆိုတာလူတိုင်းလူတိုင်းကခင်မင်းနဲ့မိษွေတွေရှိကြမိษွေတွေပေါ်မှာဘလို့မှအနိုင်ကျင့်တာမျိုးအနိုင်ယူတာမျိုးမလုပ်ကြဘူးเนาะမိษွေပေါ်မှာဆိုရင်ကောင်းစားစေခြင်းနဲ့ជីវွားတုတ္တစေခြင်းနဲ့မိษွေချင်းချင်းဆိုရင်ဒုက္ခနဲ့ဒုတွေ့ကြဆုံကြတဲ့အခါမှာပြန်တမ်းမှစိတ်ချမ်းသာဝေယကောင်းတယ် တူတူစောင့်ရှောက်တယ်ဆိုတာဒါမိတ်ဆွေရဲ့စိတ်ဓာတ်တယ်အဲ့ဒီမိတ်ဆွေစိတ်ဓာတ်တွေကိုယ်တဏ္ဏမှာဖြစ်အောင်လုပ်ပြီးတော့ဒေါသဆိုတာဖယ်ရှားဒီကနေ့ခေလူတွေကမေတ္တာတော့ထားကြတယ်ဆိုတော့ဒီမေတ္တာထားတာဟာတစ်ချိန်ကျတော့ဘလို့ထားလဲလို့ဆိုလို့ရှိရင်ကုသိုလ်ရဖို့မေတ္တာပို့တယ်တော့မဟုတ်ကိုယ့်ရဲ့ဘေးအန္တရာယ်တွေလုံခြုံဖို့မေတ္တာပွားတယ် မေတ္တာချုပ်မှလုံနေဆိုပြီးလူတွေကကိုယ်အနေရခဲ့မှုအတွက်မေတ္တာပွားကြတာဖြစ်တယ်။နော်တကယ်စဉ်းစားကြည့်မယ်ဆိုရင်မေတ္တာပွားနေတဲ့လူတွေကများသောအားဖြင့်ကိုယ်ရင်ထဲကဒေါသကိုဖယ်ရှားဖို့လုပ်တာမဟုတ်ဘဲနဲ့အနေရခင်းမြင်လို့လုပ်တဲ့သဘောမျိုးဖြစ်တယ်ပေါ့နော်။မလုပ်ရဘူးလို့ဒီလိုပြောတာတော့မဟုတ်ဘူး။သို့သောမေတ္တာပို့ခြင်းရဲ့ရည်ရွယ်ချက်ကဘာလဲ။မေတ္တာဆိုတာ အမုန်းတရားကင်းစင်အောင်ကိုယ့်ရဲ့နဲ့နှလုံးထဲကဒေါသကိုအပြတ်ရှင်းပြတဲ့သဘောဆိုလိုတယ်ပေါ့ဟောမိတ်ဆွေရဲ့စိတ်ဓာတ်ကိုအခိမ်မှာတွင်းထားလိုက်လို့ရှိရင်မုန်တိချင်းဆိုတာပျောက်သွားမုန်တိချင်းဆိုတာပျောက်သွားမုန်တိချင်းဆိုတာတစ်ဖက်သားပေါ်မှာအနိုင်ကျင့်တာတို့တစ်ဖက်သားပေါ်မှာလိန်ညာညာတာတို့တစ်ဖက်သားဒုက္ခရောက်အောင်လှုပ်တာတို့ဒီကနေ့ခေတ်မှာဆိုလို့ရှိရင်တော့ကလူသားတွေဟာ ဒုတိယဒုက္ခရောက်အောင်လုပ်ဖို့လက်မနှေးကြအောင်ဒုတိယဒုတိယကြီးပွားတွတ်တဲ့အောင်အကြံပေးဖို့ကြတော့ဝန်လေးနေထကြကြီးပွားတွတ်တဲ့မှာကိုစိုးရိမ်နေထကြတယ်နော်ဒုတိယကြီးပွားတွတ်တဲ့သွားတာကိုဝမ်းမသာနိုင်ကြဘူးဆိုခြေလက်စီလို့ခေါ်တယ်အိတ်တကေကလွှမ်းမိုးထားတာဖြစ်တယ်ဘယ်သူပဲဖြစ်ဖြစ်အစဉ်ပြေကြီးပွားတွတ်တဲ့သွားရင်ဝမ်းသာနိုင်မှာဝမ်းမသာဘူးဆိုရင်အိတ်တ ဝန္တာနိုင်ပြီဆိုရင်မုဒိတာဆိုတဲ့မွန်မြတ်တဲ့စိတ်လေးသဘောထားတကယ်ကတော့ဝန္တာနိုင်ခြင်းဟာသူတော်ကောင်းတွေစိတ်လေးသဘောထားတစ်ခုကိုယ်ကပိုင်ဆိုင်ခြင်းပဲဖြစ်တယ်အလွန်တမိုးရှိတဲ့သူတော်ကောင်းရဲ့စိတ်ဓာတ်ကိုပိုင်ဆိုင်လိုက်တာဖြစ်တယ်ပေါ့အေးလောကလူတွေဟာငွေကြေးဓနာတွေပစ္စည်းဥစ္စာတွေပိုင်ဆိုင်မှုကြိုးစားနေတော့လဲပဲလူရဲ့ဂုံတိတ်ခါကိုပိုင်ဆိုင်မှုကြတော့မကြိုးစားကြဘူးမေ့နေကြတယ် အရေးကြီးတာလူဖြစ်လာလို့ရှင်လူရဲ့ဂုဏ်သိက္ခာတွေပိုင်ဆိုင်မှုကပိုအရေးကြီးတယ်ပေါ့အေးမေတ္တာပွားပုံတွေကိုမြတ်စွာဘုရားဟောထားတယ်အများကြီးပဲရှင်နော်မေတ္တာကိုဘယ်လောက်ထိအောင်မြတ်စွာဘုရားတင်စားပြီးတော့ဟောတော့မာတာယထာနိယံပုဒ္ဒမာယုတာဧကပုဒ္ဒမနုရခေတဥဒိတော်ရင်သွေးရှိတဲ့မိဘ အဲ့ဒီတဥဒိတော်ရင်သွေးပေါ်မှာသူ့ရဲ့အချက်ဟာစုပုံပြီးတော့ထားသလိုမိဘရဲ့မေတ္တာဟာသူ့ရဲ့တဥဒိတော်ရင်သွေးပေါ်မှာမေတ္တာထားသလိုသရဝါအားလုံးပေါ်မှာမေတ္တာထားနိုင်အောင်ကြိုးစားပါလို့ပြောတယ်သို့တော်ဒီမေတ္တာတော့ရွတ်တန်းရွတ်တန်းဒါဟုတတိယလားဆိုမဟုတ်ဘူးတစ်စီကြောက်လို့ရွတ်တယ်ခါတလေကျတော့လည်းအန္တရာယ်ကင်းအောင်ရွတ်တယ်ကြောက်မှရွတ်တော့ မာတာယထာနိယံပုတ္တာနိတာသမီမာတာယထာနိယံပုတ္တာမာယုတာအာယုတာအသက်နဲ့ဧကပုတ္တာမနုရခေတုရီသောကလေးကိုအသက်ပေးပြီးဆောင်းလျှောက်တယ်ဧဝံပိသဘဗုဒေသူဒီဥပမာတိုင်းပဲတဲ့ကိုယ်ပတ်ဝန်းကျင်မှာရှိတဲ့သရဝါးလေးအလုံးပေါ်မှာဘာဝေယအပရိမန္တာ မာနတံဘာဝေအပရိမန္တမိခင်ရဲ့စိတ်ဓာတ်မျိုးဖြစ်အောင်လုပ်စမ်းပါဖြစ်အောင်ကြိုးစားပါလို့သူဆိုလို့အဲ့တော့ကိုကအမုန်းတရားကင်းပြီဆိုတော့ကိုကိုယ်တော်ရောရန်လုတ်တဲ့လူမရှိဘူးလားဆိုရှင်းရှင်းမှာပေါ့ဒါသူ့အပိုင်းပဲကိုယ့်အပိုင်းမဟုတ်ဘူးနော်ကိုယ့်အပိုင်းမဟုတ်ကိုကိုမုန်းတဲ့လူမရှိဘူးလားရှင်းရှင်းမှာပဲဒါကိုယ့်အလုံးမဟုတ်ဘူးမုန်းတဲ့လူတိုင်းကိုကိုယ့်ကိုချက်အောင်လုပ်လို့ဘယ်လိုလုပ်ရလဲ ပစံပေးချစ်ခိုင်းလဲချစ်ချင်ချစ်ကိုမေတ္တာရှိခိုင်းလို့လဲရတယ်မရမှာပေါ့သူမုံတာသူ့လို့ကိုမမုံဖို့ပဲအရေးကြီးကိုရင်ထဲမှာအမုံတရားကိုရှင်းနိုင်ပြီလားဒါဟာအရေးကြီးဆုံးပဲအေးကိုရင်ထဲမှာအမုံမရှိဘူးဘုသူ့ဘောမှာအမုံတပ်ပိဗတ္တရာဏိပတ္တန္တုအားလုံးမှာအကောင်းတွေကြီးတွေ့ကြပါစေမာကင်စီပပမာကမဘုသူ့မှာအဆိုးမရောက်ပါစေနဲ့ ဟောမေတ္တာပို့တဲ့ဟာဒီယေကြီး7တုံးမှာပါနေတယ်နာပရောပရဏိကုပိဒတုတုမလိညမညာကြပါစေနဲ့နေညမညတာဒုက္ခမေစရာတုဒုက္ခရောက်အောင်တုမလုတ်ချင်ကြပါစေနဲ့ဆိုအဲ့တမှာကောင်းတဲ့ဟာလေးပေါ့နော်အဲ့ဒီလိုမေတ္တာပို့ခြင်းကိုယ်ရင်ထဲကိုအာယုံပြုပြီးတော့ဒီမေတ္တာနဲ့ဒေါသကိုရှင်းထုတ်နိုင်ရမယ်လို့ဒီလိုဆို အဲ့တော့မေတ္တာပို့တာဒေါသကိုရှင်းထုတ်ခြင်းသာဖြစ်တယ်ဆိုတာကိုတော့ပေါက်ဖို့လိုတယ်ပေါ့အဓိကထားမှာဒေါသကိုရှင်းထုတ်ခြင်းတခါတကုချစ်လာအောင်ကုအန္တရာယ်ကင်းအောင်ကုကိုနတ်တရားချစ်လာအောင်ချစ်လာရင်ငါ့ကိုဝိုင်းပြီးမားလိုက်မယ်လို့ထင်ပြီးတော့မလုပ်လိမ့်နဲ့အဲ့ဒါလိုကုရင်ထဲကဒေါသကိုဖယ်ရှားဖို့အတွက်မေတ္တာပို့တယ်စိတ်တောက်တယ်ဆိုတာဘာကိုအာရုံပြုတောက်စိတ်တောက်တယ်ဆိုတာကုမှာရှိနေတဲ့ယောဂပျောက်ဖို့အာရုံပြုတယ် အဲ့ဒါလိုပဲမေတ္တာပွားပြီဆိုရင်ကိုယ်ရင်ထဲမှာရှိတဲ့ဒေါသပြောက်ဖို့ပွားတယ်လို့သာမှန်။ဒါအဓိကအဲ့တော့ပြောက်မပြောက်ကိုယ့်အကိုအတိဆုံးပဲ။ဒေါသပြောက်အောင်မေတ္တာပွား။ယသဗျာကိုယ်တိုင်ကရှင်းရှင်းလေးဟောတာ။မေတ္တာပါဝိတ္တပါဒေါသတ္တပဟာနာယဒေါသတ္တအမုန်းတရားဆိုတဲ့ဒေါသပဟာနာယကိုယ်ရင်ထဲကဖယ်ရှားဖြစ်ဖို့ရအတွက် မေတ္တာဘာဝေတ္တာမိစေတို့ရဲ့စိတ်ဓာတ်မေတ္တာတရားကိုဖြစ်ပွားစေရမယ်တို့ဟောအဲ့ဒါကိုအခိုင်မာမှတ်သားထားပြီးတော့ဒါတွေကိုမေတ္တာတရားကိုကိုယ်တဏ္ဍမှာယဉ်နေမှာဖြစ်လာအောင်လုပ်မယ်ဆိုလို့ရှင် human dignity ဆိုရလူရဲ့ဂုဏ်သိက္ခာတွေပြန်တက်လာအနိုင်ကျင့်နေဆိုမှရှိတော့အနိုင်ကျင့်မှုဆိုမှရှိတော့မနောဥတ္တန်ရေတန်တေတိမနုဿ စိတ်သက်မြင်မှမမနှုတ်တာအဲ့ဒီမိတ္တနှလုံးသားပိုင်ရှင်စိတ်သက်မြင်မှသွားဘာလို့လို့ဆိုရင်မိတ္တရှိနေတဲ့အချိန်မှာဘုသူ့မှဒုက္ခရောက်အောင်မလုပ်ဘူးဘုသူ့မှဒုက္ခရောက်ကိုယ်ကိုယ်လည်းဒုက္ခရောက်အောင်မလုပ်ဘူးမိတ္တရှိနေတယ်ကိုယ်ကိုယ်လည်းဒုက္ခရောက်အောင်မလုပ်ဘူးသူတစ်ပါးကိုလည်းဒုက္ခရောက်အောင်မလုပ်ဘူးနှစ်ဦးလုံးကိုလည်းဒုက္ခမရောက်အောင်မလုပ်ဘူး ဘယ်သူမှအကျိုးပြည့်ပြအောင်မလုပ်ဘူးဆိုဘလောက်ငြိမ်းချမ်းသွားတော့စဉ်းစားကြည့်